ရောရှိအားလုံးပဲမင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။တရားချတဲ့ဂျေစုကနာဟုထိုစီးရီးရဲ့ပဒဏ္ဍာကြတဲ့ဂျေစုတစ်ခုအဖြစ်ဘောင်ဝင်တန်းဝင်ဖြစ်နေခဲ့ပါရစေ။နာဟုထိုရဲ့တရားချတဲ့နိလန်ကသူ့ရဲ့လက်ပြီးနဲ့ဂျေစုတွေထပ်ပို့ပြီးတော့အတုံးဝင်ခဲ့ပါရစေ။ကိုယ့်ရဲ့ရန်သူကိုတရားချပြီးကောင်းတဲ့ဘက်ကိုကူပြောင်းစေတာဟာနာဟုထိုစီးရီးရဲ့တိကျချတဲ့ဇလံကျော်ယူပဲဖြစ်ပါရစေ။ဘာလို့ဆိုစီးရီးထဲမှာဗီလင်းစန်နီတာဆိုလို့ဒန်ဆိုတကောင်လောက်တာပါနေတာမျိုးဖြစ်ပြီး အခြား villain တွေကသူတို့ရဲ့ဘဝပေးအခြေအနေတွေကြောင့်မရွေးချယ်ပေမဲ့လူချမ်းဆိုတဲ့စရုပ်ကိုရွေးချယ်ထားခဲ့ကြရပါတယ်။နောက်ထူးက serial villain တိုင်းကိုပျောက်ဆွနေတဲ့မိမိကိုမိမိပြန်လဲရှာဖွေခရစ်ရှိအောင်ကူညီပေးခဲ့ပါတယ်။နောက်ထူးလိုလူသားမျိုးကဘာကြောင့်အရန်ကျန်တဲ့ villain တိုင်းကိုတရားချနိုင်ခဲ့တာလဲဆိုတော့အဲ့ villain တိုင်းကနောက်ထူးလိုဖြစ်ပွားခဲ့ကြတာကြောင့်ပါ။နောက်ထူးကိုရန်ကလည်း villain လုပ်ချင်တဲ့စိတ်ဓာတ်ရှိရင်ချက်ချင်း villain တယောက်ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့နောက်ထူးကတငယ်ချင်းတွေ သူကိုအတိအမှတ်ပြုပေးနိုင်တဲ့လူတွေကိုအမြဲတမ်းရှာဖွေနေခဲ့ပြီးကောင်းတဲ့လူတယောက်ဖြစ်အောင်အမြဲစူးစမ်းနေခဲ့ပါတယ်။ဒီနေ့မှာတော့နာဟုထူဟောခဲ့တဲ့တရားတွေကို ranking လေးလုပ်ပေးသွားဖို့ပြင်ဆင်ထားပါတယ်။ထုံးစံအတိုင်းကျွန်တော်အကြိုက်ဆုံးတရားအခြားတဲ့နီလန်တွေအထိအစဉ်လိုက်စီပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြဖို့တောင်းဆိုချင်ပါတယ်။နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့တရားနာပရိသတ်ကတော့စိုင်းပဲဖြစ်ပါတယ်။စိုင်းတယောက်တန်ချီတရားအပိုင်းမှာ10 7သို့မဟုတ် 10kkk ရှိကို join လာခဲ့ရပါတယ်။ စိုက်တွိုင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ဆာစကဲကိုလှုပ်ချံဖို့ဖြစ်ပြီးဒန်ဆိုရဲ့တိုက်ရိုက်ကြတဲ့အမိန့်တစ်ခုလည်းဖြစ်ပါတယ်။စိုင်းရဲ့စိတ်နေစိတ်ထားကိုကြည့်မယ်ဆိုရင်ခန်းစားချက်ကင်းမဲ့တဲ့လူတယောက်အသွင်ကိုပုံပေါ်ထားခံရတာကြောင့် ADA ဆက်အရန်နိုင်ပါတယ်။ခန်းစားချက်မရှိတာကြောင့်ဆာကူရာတယောက်တရားပေါ်ကနေပြုတ်ကျသွားတာကိုတောင်စိုင်းကမကယ်တင်ပေးခဲ့ပါဘူး။ဆာကူရာကတော့ရာမာထိုကပဲသူ့ရဲ့တစ်သားကျစုနဲ့ကယ်တင်ပေးခဲ့ရပါတယ်။စိုင်းရဲ့အစီအစဉ်ကအိုရိုချီမာရုနဲ့ပူးပေါင်းနိုင်ဖို့ဖြစ်ပြီးထင်းဆဲဘန်းကိုတောင်တစ္ဆာဖောက်မှမျိုးဖြစ်ပါတယ်။ ဒီအပိုင်းမှာနာဟုထိုတယောက်ဆိုင်ရက်ပျောက်ကွယ်နေတဲ့ခန်းစားချက်တွေကိုကူညီရှာဖွေပေးနိုင်ခဲ့ပါတယ်။နာဟုထိုကတော့စာစကဲဘာပဲဖြစ်နေပါစေသူ့ရဲ့တငယ်ချင်းတယောက်ဖြစ်တာကြောင့်ကဲတင်ရမဲ့တာဝန်ရှိနေကြောင်းဆိုင်ကိုခဏခဏရှင်းပြခဲ့ပါတယ်။တငယ်ချင်းဆိုတဲ့အတိတ်ဘက်ကိုဆိုင်တယောက်နာဟုထိုဟောကြားပြသခဲ့တဲ့တရားတော်တွေကြောင့်ကောင်းကောင်းကြီးနားလည်လာခဲ့ပါတယ်။နာဟုထိုအနေနဲ့သူ့ရဲ့ခြေရောက်တွေလက်တွေပြတ်သွားရင်တောင်မှစာစကဲကိုရှာအောင်ကဲတင်နေဦးမှာပဲလို့ဆိုင်ကိုရှင်းပြခဲ့ပါတယ်။ ဒီအချိန်ထိကတော့စိုင်းတယောက်နာအိုတို့ပြောနေတဲ့စကားတွေကိုလုံးဝလုံးဝနားမလည်နိုင်သေးပေမဲ့သူရဲ့ခံစားချက်တွေကတော့အလဲငယ်နှိုးထလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့စိုင်းတယောက်စာစကဲနဲ့တွေ့ဆုံခဲ့ပြီးသူသားနာအိုတို့ရဲ့နေရာမှာဆိုရင်စူးစမ်းနေတာတွေကိုလက်လျှော့လိုက်ပြီးလို့တွေးခဲ့ပါတယ်။ဒါပေမဲ့နာအိုတို့တယောက်စာစကဲကိုတွေ့တဲ့အချိန်မှာလည်းသူပြောထားတဲ့ယောက်ျားစကားအတိုင်းကဲတင်နိုင်ဖို့ကိုဆက်လက်စူးစမ်းနေခဲ့ပါတယ်။ဒီအချိန်အကြာတွေကပဲစိုင်းရဲ့ခံစားချက်တွေကိုမွေးဖွားပေးခဲ့ပြီးလူသားဆန်မှုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ကျွန်တော်ရာကြိုက်ဆုံး character ကစိုင်းဖြစ်နေပေမဲ့ဘာကြောင့်နောက်ဆုံးနေရာမှာထထရရတာလဲဆိုတော့ ဘရာသားတို့အားလုံးတီးခြားတဲ့အတိုင်းဆိုင်းဆိုရာကဆာစကဲလောက်လည်း powerful မဖြစ်နေတာကြောင့်ဆာစကဲကိုလုံးကျန်နေဆိုတဲ့နေရာမှာလည်းအဆင်မပြေနိုင်ဖို့များပါတယ်။ထင်း7ကိုတစ္ဆာဖောက်သွားမယ်ဆိုရင်တောင်မှထင်း7အနေနဲ့ဘဝပြတ်မသွားနိုင်တာကြောင့်ဆိုင်ရှိမနေခြင်းကတိတ်မထူးခြားပါဘူး။ဒါပေမဲ့လည်းနောက်ထိုးကဆိုင်ကိုတရားချနိုင်ခဲ့တဲ့အချိန်မှာဆိုင်ရဲ့ character ကနောက်ထိုး3မှာတော်တော်လေးအရေးပါလာခဲ့တာကြောင့်နောက်ဆုံးနေရာမှာထထလိုက်တာမျိုးဖြစ်ပါတယ်။နံပါတ်7နေရာမှာတော့နဲဇီကိုဟောခဲ့တဲ့တရားကရောက်ရှိနေခဲ့ပါတယ်။ နေဂျီဆိုရာကန်စီမန်ယာအတိုင်းအရာအားလုံးဟာလဲပက်နေတယ်လို့ခံယူထားတဲ့လူဖြစ်ပြီးနာအိုတိုကရဲ့အယူအဆဟာမှားယွင်းနေကြောင်းသက်သေပြခဲ့ပါတယ်နေချီတယောက်နာဟုထုကိုအရှုတ်သမားလို့သာမြင်တာကြောင့်ရှင်ပြန်ရတဲ့အခါမှာလည်းကကြမအရာသူကသာအနိုင်ရမယ်လို့တွေးထားခဲ့တာပါဒီကကြမကြီးဆိုတာကိုနေချီကသူရရှိထားတဲ့ချိန်စာအမှတ်ကနေမှတစင်လက်ခံသွားခဲ့တာမျိုးဖြစ်ပါတယ်ဟျူကမျိုးနဲ့စုမမွေးဖွားလာတာနဲ့ကန်စီမန်ရအတိုင်းနေထိုင်သွားရတဲ့ဆိုတဲ့ဇာတ်ကားဟာမှန်ကန်နေခဲ့ပါတယ် ဒါပေမဲ့အဟျူကမျိုးနဲ့စုကိုနာအိုတိုကသူဟိုကာခဲဖြစ်တဲ့အချိန်ကျရင်ပြောင်းလဲပြစ်မယ်လို့ကြွေးကြော်ထားခဲ့ပေမဲ့နာအိုတိုဟိုကာခဲဖြစ်လာတဲ့အချိန်မှာတောင်ဟျူကမျိုးနဲ့စုကအရင်စနစ်အတိုင်းချစ်သုံးနေထိုင်ခဲ့ကြပါတယ်။နာအိုတိုတရားအိုက်ဘတ်ထဲမှာအရှုံးသမားတိုင်းကအမြဲရှုံးနေမနေနိုင်ဘူးဆိုတာကိုအကောင်းဆုံးသက်သေပြသွားခဲ့ပါတယ်။အိုက်ဘတ်ထဲမှာတော့နေတီတယောက်နာအိုတိုအပေါ်မှာပေးခဲ့တဲ့ထင်မြင်ချက်တွေကတော့အယံအယံမှားယွင်းနေခဲ့ပါတယ်။ ။ဘာလို့ဆိုနဲကြီးကနာဟုထုကိုဘဲတော့အခါမှာဟိုခါခဲဖြစ်မလာနိုင်တဲ့လူလို့မှတ်ချက်ပေးခဲ့ပြီးဟိုခါခဲဆိုရာကလည်းလူပေါင်းများစွာတဲကမှတယောက်သာဖြစ်ခွင့်ရတာကြောင့်နာဟုထုရဲ့ယူကြော်ကြော်အိမ်မက်တွေကိုယုံကြည်မပေးခဲ့ပါဘူး။ဒါပေမဲ့နာအိုထူမာကအလုံးတိကျတဲ့အတိုင်းခူရာမာလည်းရှိနေခဲ့ပြီးအရှူရာရဲ့လူဝင်စားတယောက်ဖြစ်နေတာကြောင့်ဟိုခါခဲဆိုတဲ့နေရာကိုခဲနဲ့အစင်းနဲ့တောင်အရှာယူထားနိုင်ခဲ့ပါတယ်။နာအိုထူတယောက်နေကြီးကိုအဲ့ဘက်ထဲမှာတရားထားနိုင်ခဲ့ပေမဲ့နေကြီးရဲ့ယုံကြည်ချက်ကိုတော့အပြစ်တိုင်မချေဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့ဆိုနေဂျီတယောက်ဖိုင်နယ်ဝါမှာသူ့ရဲ့ကတ်ချမာအတိုင်းဟီနာတာနဲ့နာအိုထိုကိုကာကွယ်ခြင်းအသေးခံသွားခဲ့တာကြောင့်ပါအကယ်၍နာအိုထိုကသာနေဂျီကိုအပြေးအဝတရားဟောနိုင်ခဲ့မယ်ဆိုရင်ဖိုဝါမှာကျွန်တော်တို့နေဂျီကိုမဆုံးရှုံးရဖို့များပါတယ်။နေဂျီရဲ့ကျိန်စာအရာဟီနာတာကိုရအောင်ကာကွယ်ရမှာမျိုးဖြစ်ပြီးမကာကွယ်နိုင်ရင်နေဂျီရဲ့အတန်းနဲ့ဖြတ်ကူကွင်ကလည်းတည်ဆုံသွားမှာမျိုးဖြစ်ပါတယ်။ဒါကြောင့်နေဂျီတယောက်သူ့ကိုတတ်မှတ်ပေးထားတဲ့ကတ်ချမှာကျိန်စာအမှတ်အသားအတိုင်းအသက်အသေးခံသွားခဲ့ရှာပါတယ်။ နောက်သူရဲ့ character development က entertainment ပုံစံပုံဖော်ထားခဲ့ပေမဲ့သူမှာစူးစမ်းနိုင်တဲ့အခြေအနေတွေရှိနေခဲ့ပါတယ် Rock Lee ဆိုတာကလည်း Ninja Suit တော့မတုံးနိုင်တဲ့ Antidote တကောင်ဖြစ်နေပေမဲ့စ조사ပိုင်권တခုရှိနေခဲ့ပါတယ်။ Neji မှာကြတော့စ조사권မရှိအောင်စင်စာအမတ်ကထိန်းချုပ်ထားခဲ့တာကြောင့် Naruto ရဲ့တရားက Neji ရဲ့ပေါ်မှာအလုပ်ဖြစ်မသွားခဲ့တာပါ။ဒါပေမဲ့လည်း Neji ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ခံယူချက်တွေကိုတော့ Naruto ရဲ့တရားတွေကကောက်ကောက်ကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ခီတိုမာရူကိုတိုက်ခိုက်အနိုင်ယူပြီးသွားတဲ့အချိန်မှာလည်းကောင်းငင်ကြီးကိုကြည့်ပြီးနာအိုတိုဆိုတဲ့ကောင်ကငါ့ကိုတကယ်ကြီးပြောင်းလဲပေးနိုင်ခဲ့တာပဲလို့ထုတ်ပြောခဲ့ပါတယ်။ဆိုင်ကိုနာအိုတိုကပြောင်းလဲပေးနိုင်ခဲ့တဲ့ဆိုပေမဲ့နက်စီလိုတန်ပါတဲ့ခရိုက်တာကိုပြောင်းလဲပေးနိုင်ခဲ့တာကပိုပြီးအထာကျတာကြောင့်နံပါတ်7နေရာမှာထထားလိုက်ပါတယ်။နံပါတ်6နေရာမှာကတော့ Obito ကိုချခဲ့တဲ့တရားကရောက်ရှိနေခဲ့ပါတယ်။ကျွန်တော်က Obito ဆိုတဲ့ခရိုက်တာကိုအရင်ကြီးသဘောမကျပေမဲ့စိတ်ဝင်တစားရှိတဲ့အထဲမှာပါပါတယ်။ အိုဘီတိုဆိုရာနောက်ထပ်စီးရီးတစ်လျှောက်လုံးမှာစိတ်ဝင်စားမှုအခမ်းအနားဆုံးခရိုက်တာတစ်ခုဖြစ်ခဲ့ပြီးနောက်ဆုံးအချိန်မှမှဘသူဘဝဆိုရာကိုဖော်ပြခဲ့တာမျိုးပါခါခါရှိနေလဲထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိနေခဲ့ပြီးမာဂျရာနဲ့လည်းပိုကောင်းတဲ့ဘက်စရီတစ်ခုရှိနေခဲ့ပါတယ်နောက်ဆုံးမှာတော့အိုဘီတိုကိုနောက်ထပ်နဲ့ဆာစကဲတို့ကပူးပေါင်းအနိုင်ယူနိုင်ခဲ့ကြပါတယ်အိုဘီတိုကိုဟောခဲ့တဲ့တရားကနောက်ထပ်တရားထဲတော့လည်းမဟုတ်ခဲ့ပါဘူးသူ့ရဲ့တငယ်ချင်းဖြစ်သူခါခါရှိကလည်းတက်နိုင်တဲ့လောက်တရားချခဲ့ရှာပါတယ်ဒါပေမဲ့ခါခါရှိတယောက်ထဲကတော့အိုဘီတိုကိုအပြည့်အစုံမဖြောင်းဖြားနိုင်ခဲ့ပါဘူး ပေးဆုံးသွားခဲ့ပြီဖြစ်တဲ့ရင်ခေါ်တိုင်းကလည်းခက်ခါရှိနေ Obitro C ကိုလင်ပိုရန်ကနေရောက်ချလာခဲ့ပြီးခကူယာရဲ့ gravity dimension ကိုအန်ထိုင်နိုင်ခဲ့ကြပါတယ်။ရင်ရဲ့ကူညီပေးမှုကြောင့်ခကူယာတောင်မတ်တက်မရက်နိုင်တဲ့ dimension မှာ Obitro နဲ့ခက်ခါရှိလို့ကမတ်တက်ရနိုင်ခဲ့ကြပါတယ်။ဒီဖန်နဲ့ဒီဇဝင်ကန်ကအရန်စိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီး Obitro ရဲ့ပေးဆုံးမှုအတွက်လည်းပုံမှုပြည့်စုံနေခဲ့ပါတယ်။ Obitro တယောက်ရင်ရှိနေတဲ့လင်ပိုရန်ကိုရောက်ရှိသွားတဲ့အချိန်မှာတကယ်ချင်းကြီးခက်ခါရှိအတွက် Mega Cure ကိုထားပေးခဲ့ပါတယ်။ ခါခါရှိတရားအိုဘီထိုရဲ့ဂျူရယ်မန်ကဲခိုးရှာရင်းကန်ကိုရရှိပိုင်ဆိုင်သွားတဲ့ဇဝင်ကန်က emotional ဘိုင်းဆိုင်ရာကိုတော်တော်ဖန်ဆားနိုင်ခဲ့တာပါ။နောက်ထိုကတော့သူ့ကိုမွေးကလေးကအပြည့်ရှင်းဖို့ကြိုးစားခဲ့တဲ့အိုဘီထိုကိုတည်ဆိုးသွားတဲ့အချိန်မှာတော့အယံမိုက်တဲ့ဘဲတဲ့ဘွေပဲလို့သတ်မှတ်နေခဲ့ပါတယ်။နောက်ထိုဆိုတဲ့ character nature ကိုကရန်သူတိုင်းကိုအကောင်းမြင်ပေးနိုင်တဲ့အမားရိကိုမြင်အောင်ပြသနိုင်ပြီးလူသားဆန်မှုကိုရှာဖွေပေးနိုင်တဲ့ character ပုံစံမျိုးဖြစ်ပါတယ်။နောက်ထိုရဲ့ main point ကလည်းအမောင်တန်းမှာကြာရောက်နေတဲ့ Naoto character တွေကိုအလင်းဘက်ကိုပြန်လဲခေါ်ဆောင်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ နောက်ထိုရဲ့နေရာကနေကျွန်တော်တို့ဝင်ရောက်ခန်းစားကြည့်မယ်ဆိုရင် OB2 ဆိုတာကျွန်တော်တို့ရဲ့အဖေနဲ့အမေကိုလှုပ်ကြံခဲ့တဲ့ villain တစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင် universe တစ်ခုလုံးကို Majora ရဲ့နာမည်ကို အသုံးပြုပြီးပြောင်းပြန်လှန်ပစ်ခဲ့တာကလည်း OB2 ကိုယ်တိုင်ပဲဖြစ်ပါတယ်။ Orochimaru က evil ဆန်ပေမဲ့သူ့ရဲ့ passion နောက်ကိုသာလိုက်ခဲ့တာမျိုးပါ။ Obito ကကြတော့ဂျင်နာဇီယာတွေကိုဆုံးရှုံးလိုက်ရတာကြောင့်နာကျင်ဇီယာတွေကိုသာဆက်လက်ရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးကြမှာ Obito နဲ့ Kakashiro ရဲ့ backstory တွေကိုဖော်ပြခဲ့တာကြောင့် Siri ရဲ့ Temple ကိုဆွဲဆက်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်နာအိုတိုနဲ့ခါခါရှိတို့နှစ်ယောက်အိုဘီတိုကိုဟောခဲ့တဲ့တရားကနံပါတ်7နေရာမှာရောက်ရှိနေခဲ့ပါတယ်။နံပါတ်6နေရာမှာကတော့နာဂါတိုကိုဟောခဲ့တဲ့တရားကရောက်ရှိနေခဲ့ပါတယ်။နာအိုတိုနဲ့နာဂါတိုတို့ဆိုရာဂျီရာယာရဲ့တူညီတဲ့တပည့်နှစ်ယောက်လည်းဖြစ်ပါတယ်။ဘရာသာတို့တည်တဲ့အတိုင်းဂျီရာယာကကဘာကြီးကိုငင်းချင်အောင်လှုပ်ဆောင်ပေးနိုင်မဲ့ကလေးဆိုတာနာဂါထိုနဲ့နာအိုထိုတို့လိုယုံကြည်ဖူးခဲ့ပါတယ်။နာဂါထိုကကြတော့ကဘာကြီးရဲ့နာကျင်မှုတွေဒုက္ခတွေကိုဖယ်ရှားပေးခြင်းခဲ့ပြီးအဆုံးမဲ့စစ်ပွဲကြီးကိုလည်းရပ်တန့်ပေးခြင်းခဲ့ပါတယ်။ နာဂါထိုရဲ့ character development ကအလုံးသီးတဲ့အတိုင် philosophy ပိုင်းဆိုင်ရာတွေအများကြီးပါဝင်နေခဲ့ပါတယ်။နာဂါထိုကစေမုတ်နာအူတို့နဲ့တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာမေကွန်တချို့ကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့နာဂါထိုရဲ့စိတ်ခံစားချက်တွေကဒေါသအနေငယ်ပါဝင်နေတာကြောင့်နာဂါထိုရဲ့မေကွန်တွေကိုမဖြေကြားခဲ့ပါဘူး။နာဂါထိုတယောက်ထန်တို့ဖိန်းကိုအနိုင်ယူပြီးသွားတဲ့အချိန်မှာတော့နာဂါထိုနဲ့နှစ်ယောက်တည်းသွားရောက်တွေ့ဆုံခဲ့ပြီးအဲ့ဒီနေရာမှာခိုနန်းကလည်းရှိနေခဲ့ပါတယ်။နာဂါထိုတယောက်ဂျီရာယာပထမဆုံးရေးသားခဲ့တဲ့လုံချင်းဝိတ္ထုတအုပ်ကိုနာဂါထိုစီကိုပေးလိုက်ပါတယ်။ အဲဆာအုပ်ကနာဂါထိုရဲ့အကြောင်းကိုဂျီရာယာကအထာကြကြပြုစုရေးသားထားခဲ့တာပါဒီဆာအုပ်စီကနေပဲနာဂါထိုကသူ့ဘလိုမျိုးမကောင်းတဲ့လူတယောက်ဖြစ်လာခဲ့ရတာလဲဆိုတာကိုနားလည်သွားခဲ့ပါတယ်နာဂါထိုကလည်းဒီနေရာမှာဒီဆာအုပ်ထဲမှာပါဝင်ခဲ့တဲ့ခရိုက်တာရဲ့စိတ်ခံစားချက်အတိုင်းသူ့ရဲ့ဖက်ရှင်တွေကိုပြောပြပေးခဲ့ပါတယ်နာဂါထိုပြောပြခဲ့တာကလည်းသူစူးစမ်းနေတဲ့အချိန်မှာနာဂါထိုလိုမျိုးလူသားတွေရဲ့အသက်ကိုတော့မဖြတ်စည်းဘူးဆိုတဲ့စကားပါသူစူးစမ်းနေတဲ့ဆိုတဲ့စကားကနာဂါထိုလိုမျိုးအမုန်းတန်တရားကိုရတန်ဖို့ဖြစ်ပြီး လူတွေရဲ့အသက်ကိုနှုတ်ယူဖို့မဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။နောက်ထိုးကိုနာဂန်ထိုးတယောက်အပြည့်အဝယုံကြည်ရင်သူ့ရဲ့နောက်ဆုံးလက်ကျန်ချကရာနဲ့ရင်နာထန်ဆဲကိုအသုံးပြုပြီးသေဆုံးသွားတဲ့လူသားတိုင်းကိုပြန်လည်ခေါ်ဆောင်ပေးခဲ့ပါတယ်။ဒီနေရာမှာနောက်ထိုးဟောခဲ့တဲ့တရားကအရန်ကောင်းနေတာမှန်ပေမဲ့ဘရာသားတို့တည်တဲ့အတိုင်းလက်တွေ့လည်းမကျသလိုမှန်းဆချက်တစ်ခုသာဖြစ်နေခဲ့တာပါ။လုံးတဲ့နဲ့မလုံးတဲ့ဘူးဆိုတဲ့စကားတွေသာဖြစ်ပြီးအကျံပြူတဲ့အပြူသဘောဆောင်တဲ့တရားတစ်ပုဒ်သာဖြစ်ပါတယ် နာဂါထိုကိုနာအိုထိုကသူ့လုံးနိုင်မှာတရားဘောက်လို့ပြောခဲ့တာမျိုးမဟုတ်ပဲသူရအောင်စူးစမ်းမယ်လို့ကတိပေးခဲ့တာပါနာဂါထိုကလည်းထန်တို့ဖိန်းကိုတောက်ဖြစ်ရှင်းနိုင်ခဲ့တာကြောင့်နာအိုထိုလုံးနိုင်မယ်ဆိုတာကိုယုံကြည်သွားခဲ့ပါတယ်ဒီတရားကနာအိုထိုဟောခဲ့တဲ့အကောင်းဆုံးတရားတစ်ပုဒ်ဟုတ်မနေခဲ့ပေမဲ့ဖိန်းလူမျိုးပေါ်ဝါဖူဖြစ်တဲ့အကတ်စုကီအဖွဲ့ဝင်တရားကိုတော့ကောင်းကောင်းကြီးဖြေရှင်းနိုင်ခဲ့ပါတယ်နံပါတ်6နေရာမှာထထတာကလည်းနာအိုထိုကသာတရားမချဘဲနာဂါထိုကိုသာလက်စားချလိုက်မယ်ဆိုရင်ပြောက်ွယ်သွားတဲ့ခွန်နူဟာရဲ့အသက်တွေကိုပြန်လည်မရနိုင်တော့တာကြောင့်ပါ နံပါတ်5နေရာမှာတော့ဆူနာရဲကိုချခဲ့တဲ့တရားကရောက်ရှိနေခဲ့ပါတယ်။ဟီရူဇန်အသေးဆုံးပြီးသွားတဲ့နောက်မှာဂျီရာယာကဟိုခါခဲနေရာကိုထမ်းဆောင်ဖို့အခြေအနေပေးလာခဲ့ပါတယ်။အော့ဆာအုပ်ပဲရေးတင်တဲ့ဂျီရာယာတယောက်သူရဲ့ crash လေးဆူနာရဲစီကိုတွားရောက်အကူအညီတောင်းခဲ့ပါတယ်။ဖြစ်စဉ်တော့ဆူနာရဲစီမှာလည်း trauma တွေအနေနဲ့တွေအများကြီးရှိနေခဲ့တာကြောင့်တွေးဝေနေခဲ့ရပါတယ်။ဒါကြောင့်နာအူတိုရဲ့အရှိမပဲဟိုခါခဲရဲဆိုတာလူပိန်းတွေပဲလုပ်တာကျေးဇူးကျွေးမရှိပဲလူတကာကိုအနေနာခံပြီးကျေးဇူးဆက်နေစရာအကြောင်းမရှိဘူးလို့ဂျီရာယာကိုပြန်ပြောခဲ့ပါတယ်။ ဆူနာရက်ကဒီလိုစကားမျိုးကိုသူ့ရဲ့ပူပူနွေးနွေးသေးဆုံးသွားတဲ့ဆရာဟီရူဆန်ရဲ့မျက်နှာကိုမှမထောက်ပြောင်ပြောင်တင်းတင်းပြောဆိုခဲ့တာကြောင့်နာဟုထုကဆူနာရက်ကိုထားဟောခဲ့ပါတယ်။ဆူနာရက်မှာတစ်ချိန်တုန်းကအရန်ချီရတဲ့ချစ်သူတန်းနဲ့မောင်လေးဖြစ်သူနာဝါခီတို့ကအကြောင်းပြချက်ကိုစီနေဟုတ်ခါခဲဖြစ်ချင်းခဲ့ကြသူတွေပါ။ဒီလိုလူကောင်းနှစ်ယောက်စလုံးကအပြစ်မရှိဘဲကောင်းမွန်တဲ့စိတ်ထားကောင်းမွန်တဲ့လုပ်ရက်တွေကြောင့်ပဲတည်ဆုံသွားခဲ့ကြရပါတယ်။ဒါကြောင့်ဆူနာရက်ကလူကောင်းလုပ်ရတာကိုမုန်တီပြီးဟုတ်ခါခဲဖြစ်ချင်းတဲ့လူတိုင်းကိုအထင်သေးလေးရှိပါတယ်။ ။ Orochimaru ကတော့အဲ့ဒီအချိန်မှာမုန်တီဘက်ပုံစံလက်နက်ဖက်ကိုပိုင်ဆိုင်ထားခဲ့တာကြောင့်ကုသပေးနိုင်မဲ့ဆူနာရဲစီကိုရောက်လာခဲ့ပါတယ်။ဆူနာရဲရဲ့အာဏာချက်ဖြစ်တဲ့ဒန်နဲ့နာဝါကီရိုရဲ့အသက်တွေကိုအဲရိုထန်ဆင်နဲ့ပြန်ခေါ်ပေးမယ်။အပေးရဲ့ UN နဲ့မုန်တီလက်နက်ဖက်ကိုပြန်လည်ကုသပေးဖို့ Orochimaru ကတောင်းဆိုခဲ့ပါတယ်။ဆူနာရဲတရာအိုရိုချီမာရီရဲ့ကမ်းလန်းချက်ကိုစိတ်ခံစားချက်တစ်ခုကြောင့်လက်ခံဖို့အတွက်စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းလက်မခံခဲ့ပဲနောက်ထိုးနဲ့ဂျီရာယာစီကိုပြန်လာခဲ့ပြီးသူအတီးပြူးခြင်းနဲ့အချက်တစ်ခုကိုအတီးပြူးခဲ့ပါတယ်။ စနာတဲ့အတီးပြူချင်နာကသူ့ကိုဟာရှီရာမာပေးခဲ့တဲ့လဲဆွဲကတကယ်ပဲချိန်စာသင့်နေတာလားပေါ့။ဘာလို့ဆိုစနာတဲ့ကသူ့ရဲ့မောင်းတဲ့ချစ်သူကိုဟိုခါခဲအိမ်မက်အတွက်လဲဆွဲကလေးကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့လိုလက်ဆောင်ပေးပြီးတာနဲ့သူချစ်ခင်ရတဲ့လူတွေဟာအချောင်းပြားချဲအမျိုးမျိုးနဲ့တည်ဆုံသွားခဲ့ကြတာပါ။နောက်သူကတော့စနာတဲ့ရဲ့လဲဆွဲကချိန်စာသင့်မနေဘူး။ဒါကိုလည်းသူကတက်တက်ပြနိုင်ချောင်ပြောခဲ့ပါတယ်။နောက်သူကတက်တက်ပြနိုင်ဖို့အတွက်အရန်ခတ်ပါတယ်ဆိုတဲ့ရာစင်ကန်ကိုတောင်သင်ယူတက်မြောက်နေချောင်တခါတည်းအတုံးပြပြခဲ့ပါတယ်။ ဆူနာရီတယောက်နောက်ထွေးရရာစင်ကန်းကိုမြင်တဲ့အချိန်မှာချက်သိမ်းထားသွားခဲ့ပြီးဂျီရာယာကိုဘာမဟုတ်တဲ့မျှော်လင့်ချက်တွေပေးနေတဲ့အတွက်အပြစ်တင်ခဲ့ပါတယ်။ဒါပေမဲ့ဂျီရာယာထက်နောက်ထွေးရစိတ်ဆန္ဒကပုံမူပြင်းထန်နေခဲ့တာကြောင့်တပတ်အတွင်းမှာရာစင်ကန်းကိုတက်မြောက်နေခဲ့မယ်ဆိုရင်လဲဆွဲကိုလဲရှာမယ်ဟိုခါကဲအိမ်မက်ကိုလည်းယုံကြည်ပေးမယ်လို့ပြောခဲ့ပါတယ်။နောက်ထွေးရဆွဲနဲ့ခံယူချက်ကြောင့်ဆူနာရီရဲ့အတွေ့အကြုံပြောင်းလဲသွားခဲ့ပြီးတန်နဲ့နာဝါခီတို့အေဂျင့်စွာအိတ်ဆန်အားယူနိုင်ဖို့ခူနိုဟာဘတ်ကိုသာရွေးချယ်ခဲ့ပါတယ်။ဘာလို့ဆိုနာဝါခီနဲ့တန်တို့ကခူနိုဟာကိုအရန်ချစ်ခဲ့တာကြောင့်ပါ ။အိုရိုချီမာရုချိန်ထားတဲ့အချက်မှာချိန်ထားတဲ့နေရာကိုသွားရောက်ခဲ့ပြီးခါဘူတိုနဲ့အိုရိုချီမာရုကိုတိုက်ခတ်ခဲ့ပါတယ်။အိုက်ဘတ်ထဲမှာတော့သူ့ရဲ့ရန်ကြောက်တတ်တဲ့ဆူနာတဲ့တယောက်နာဝထူရဲ့ကာကွယ်ပေးမှုချောက်အသက်ရှင်သန်ခဲ့ပါတယ်။သူ့ကြောက်တတ်တဲ့ယောဂါကနာဝခီရဲ့သေဆုံးမှုပြီးတဲ့နောက်မှာဒန်ရဲ့တက်ဘော်ရီကနေမှတဆင်ရရှိလာခဲ့တာပါ။နောက်ဆုံးမှာတော့နာဝထူရဲ့တွေးရိကဆူနာတဲ့အတွက်ကြောက်ဖို့ကောင်းမနေတော့ပဲအသက်ကိုသာရှောင်းအောင်ကဲတင်ပေးခဲ့ပါတယ်။နာဝထူနဲ့ခူရာမာရုရဲ့အသက်စွမ်းရင်ကိုဆူနာတဲ့ကသူ့ရဲ့မျက်ရည်နဲ့လဲဆွဲကိုအသုံးပြုပြီးဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။ နောက်သူရဲ့စူးစမ်းအားထုတ်မှုနဲ့အားချမှုတွေကစနားတဲ့အတွက်တော့ပြောင်းလဲမှုရဲ့တရားတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လက်စနားတဲ့ကခုနကရွာရဲ့၅ရောင်မြောက်ခုခါခဲ့ပြီးရောက်ခလာခဲ့ပါတယ်။နံပါတ်4နေရာမှာတော့ကျွန်တော်အကြိုက်ဆုံး feeling စားဘူးစာနာခဲ့တဲ့နောက်သူရဲ့တရားတစ်ပုဒ်ကရောက်ရှိနေခဲ့ပါတယ်။ဒီတရားကတော့ကျွန်တော်အတွက်တော်တော်လေး primordial ဆန်နေခဲ့ပါတယ်။ဘာလို့ဆိုနောက်သူရဲ့ပထမဆုံးတရားတစ်ပုဒ်လည်းဖြစ်နေခဲ့တာကြောင့်ပါ။နောက်သူရဲ့တရားကြောင့်အရင်ရက်ဆက်ပြီးကြံကြုတ်တဲ့စာပူစာတောင်မျက်ရည်ချတဲ့အထိမိုးကြွေးခဲ့ရပါတယ် နောက်တို့ရဲ့ထင်မြင်ချက်တွေကတော့ဟာကူဟာစာဘူးစာအတွက်တော့တားတယောက်လိုဖြစ်နေတာကြောင့်လက်နက်တစ်ခုလိုမျိုးအသုံးမပြုတင်ကြအော်ဂျီဟစ်ကျဲအော်ပြောခဲ့ပါတယ်။ဟာကူကလည်းစာဘူးစာအတွက်ဆိုအသက်ပင်တည်တည်အကောင်းဆုံးလှုပ်ဆောင်ပေးလိရှိတာကြောင့်ပိုပြီးတန်ဖိုးထားခဲ့တင်တာပါ။ဟာကူကစာဘူးစာကိုကာကွယ်နိုင်ဖို့သူ့ရဲ့အသက်ကိုစတေးခဲ့တဲ့အချိန်မှာထွက်လာတဲ့တရားတစ်ပုဒ်ဖြစ်ပြီးဝမ်းနဲ့စရာလည်းအရန်ကောင်းခဲ့ပါတယ်။ဒီအကြောင်းအရာတွေကစာဘူးစာတီထားပြီးသားဆိုပေမဲ့မကြားချင်တဲ့ဇာတ်ရည်ဖြစ်တဲ့အကြောင်းနောက်တို့ရဲ့တရားတွေကိုရပ်တန့်ခိုင်းခဲ့ပါတယ်။ ာဘူဇာတယောက်မျက်ရည်ဘူဘူပေါပေါကျလာပြီးတဲ့နောက်မှာနာအိုထူရဲ့စကားတွေကသူ့နှလုံးသားရဲ့ net shine နဲ့နေရာအထိတူဖော်နိုင်ခဲ့တဲ့ဆိုတာကိုနားလည်သွားခဲ့ပါတယ်။နာအိုတိုနဲ့တွဲဆုံခြင်းကရိုးဖြောင်းနေခဲ့မယ်ဆိုရင်ဟာကူကလည်းနာအိုထူရဲ့စစ်မှန်တဲ့ပင်ငယ်ချင်းတယောက်ဖြစ်လာနိုင်ပါတယ်။တေဆုံသွားတဲ့အချိန်ဒီဟာကူကသူမတိုက်ခိုက်ခြင်းနဲ့ရန်သူကိုတိုက်ခိုက်ပြီးမှတေဆုံသွားခဲ့ရရှာပါတယ်။ဟာကူရဲ့အကြောင်းကိုစာဘူးစာကအတိဆုံးဖြစ်ပြီးနာအိုထူနဲ့စာစကဲကိုတန်ရုံးစင်တစ်ခုကြောင့်တက်တက်ညာညာတိုက်ခိုက်ခဲ့တာမျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်အရန်နူညံတဲ့ဟာကူရဲ့နှလုံးသားကိုစာဘူးစာကမာကျောအောင်ပုံသွင်းခဲ့တာကြောင့်အရှားခတ်သိမ်းအပြစ်အကုန်လုံးဟာစာဘူးစာရဲ့ဖန်တီးမှုတွေသာဖြစ်ပါတယ်။နောက်တူဟောခဲ့တဲ့တရားကတော့ဘရာဇာတို့တည်တဲ့အတိုင်းရှီနိုဘီတွေကလက်နက်ပစ္စည်းတကူမဟုတ်ဘူး။ရှီနိုဘီတွေကနှလုံးသားပါတဲ့လူသားတွေပဲဆိုတဲ့စကားတခွန်းပဲဖြစ်ပါတယ်။လူသားဆန်မှုကိုဖယ်ရှားနိုင်မယ်ဆိုရင်တော့တေချာဘောက်ဒရိုက်ဆန်အပြင်ကိုပြောင်းလဲနိုင်သည်။လူသားဆန်မှုကိုလက်ဝယ်ပိုက်ထားမယ်ဆိုရင်တော့တေချာဘောက်ပိုကောင်းတဲ့ဘဝတွေကိုဆက်လက်ဖန်တီးနိုင်မှာမျိုးဖြစ်ပါတယ်။ နောက်ထိုးရတရားကစာဘူးစာရဲ့အပိုင်းကိုအဆုံးသက်တစ်ခုအနေနဲ့ပါဆက်လက်ဖန်တီးနိုင်ခဲ့ပြီးရေလိုင်းတိုင်းပြည်ရဲ့ညီချမ်းရေးကိုပါဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။နောက်ထိုးကအဲ့တရားကိုရည်ရွယ်ချက်ရှိရှိဟောခဲ့တာမျိုးမဟုတ်ပဲဟာကူအပေါ်မတရားဘူးဆိုတဲ့စကားကိုသာစာဘူးစာနားလည်အောင်ပြောပြခဲ့တာပါ။စာဘူးစာတရားကိုကြေးပြီးတဲ့နောက်မှာတော့အမှန်တရားအတွက်ဂါဒိုကိုတယောက်ထည့်ရေဆိုင်တိုက်ခတ်ရင်နောက်ဆုံးမှာတော့ဟာကူနဲ့အတူတရားပေါ်မှာတည်ဆုံသွားခဲ့ပါတယ်။ဒီတည်ဆုံမှုကနောက်ထိုး series တစ်ခုလုံးရဲ့ iconic အဖြစ်ဆုံးသောတည်ဆုံမှုတစ်ခုလည်းဖြစ်ပါတယ်။ နံပါတ်3နေရာမှာတော့ထူဆန်းစွာနဲ့ဂါရကိုဟောခဲ့တဲ့တရားကရောက်ရှိနေခဲ့ပါတယ်။ဂါရကိုဘာကြောင့်ဇာပူဇာရဲ့အထက်မှာထားထားရတာလဲဆိုတော့ဘရာသာတို့သိတဲ့အတိုင်းဂါရဆိုတာနောက်ထူစီးရီးယားအစာပိုင်းမှာအရန်ရက်ဆက်ကျန်တန်တဲ့ character တစ်ခုဖြစ်ခဲ့တာကြောင့်ပါ။အရန် hype ခဲ့တဲ့ character တစ်ခုဖြစ်ခဲ့တဲ့အပြင်ကိုမှအလုံးတီးကြတဲ့အတိုင်း now do key ရဲ့ powerful အဖြစ်ဆုံး character တစ်ခုလည်းဖြစ်ပါတယ်။လူပေါင်းများစွာကိုအကြောင်းပြချက်မရှိဘဲဖြည့်ရှင်ခဲ့ပြီးသူရဲ့ဇက်တွေကိုစားသုံးတဲ့ Derry ကိုသာအသုံးပြုနေခဲ့ပါတယ်။ ဒါရဖြစ်စင်ခဲ့တဲ့လူတွေဟာနာဟုတ်ခင်မှာဆိုရင်မနေမနောဆိုတဲ့အနေနဲ့ထားမှရှိပါတယ်။ဒီလို character တစ်ခုက brother တို့မြင်နေရတဲ့အတိုင်းလေ့ကျင့်မြောက်ရှိလို့ပြစ်ပွဲကြီးကိုဦးစီးခဲ့ရတဲ့ဒေနာပတိချုပ်တယောက်ဖြစ်လာခဲ့ပါတယ်။ဒါအပြင်ဆူနာခါကူရဲရဲ့၅ရောင်မြောက်ခါဆဲခါခဲနေရာကိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ချွန်နေအိဇန်အတွင်းမှာပဲ Evil Gara ကနေလူကောင်း Gara ဖြစ်ခီရှိမိုတိုကပြောင်းလဲပေးခဲ့ပါတယ်။ဒီလိုမိစ္ဆာမျိုးကိုပြောင်းလဲပေးခဲ့တဲ့လူကတော့ဆရာတော်နာဟုတိုဖြစ်ပြီးဟောခဲ့တဲ့တရားကလည်းထူးဆန်းနေခဲ့ပါတယ်။ ထူးဆန်းတယ်ဆိုတာထက်နောက်သူကလည်းဂါရလိုမျိုးဂျင်ဂျူရီကီဖြစ်တာကြောင့်ဂါရရဲ့စိတ်ခံစားချက်တွေကိုကိုချင်းစာနားလည်ပေးနိုင်ခဲ့ပါတယ်ဂျင်ဂျူရီကီချင်းအတူတူအမုတ်ခံရတာချင်းအတူတူတောင်မှနောက်သူကအီရူကာတကားရှိဆာကူရာနဲ့ဆာစကဲရိုကိုရှာတွေ့ခဲ့ပြီးဂါရကတော့ဘသူ့ကိုမှမရှာတွေ့ခဲ့ပါဘူးဂါရရဲ့ဦးလေးနဲ့အဖေကိုရိုင်းကသူ့ရဲ့အသက်ကိုနှုတ်ယူဖို့ကြိုးစားခဲ့တာကြောင့်နောက်ပိုင်းမှာဂါရအနေနဲ့ဘသူ့ကိုမှမယုံကြည်နိုင်တော့တာပါဂါရအတွက်ပထမဆုံးရောက်လာခဲ့တဲ့တငယ်ချင်းကတော့နာဟုထုဖြစ်ပြီးဂါရကတော့တော်တော်လေးရှော့ဖြစ်သွားခဲ့ပါတယ် ကားရဘက်ကငါကမိစ္ဆာတကောင်ပဲအဲ့ဒါကြောင့်မင်းငါလည်းတငယ်ချင်းလို့လို့မရဘူးဘာညာပြောခဲ့ပေမဲ့နောက်သူကတော့လုံးဝလုံးဝလက်မလျှော့ခဲ့ပါဘူးစကားမဆက်ကားရနဲ့နောက်သူတို့ရဲ့1 by 1 battle ကတော်တော်လေး underrated ဆန်ခဲ့သလိုအရှက်လည်းမိုက်နေခဲ့ပါတယ်ကာမဘွန်တာနဲ့နောက်သူတို့အတူတူ shape shifting တစ်ခုကိုဖန်တီးပြီးခူရာမာဖောင်နဲ့ရှူကာကူကိုထိချုပ်ကအိတ်နေတဲ့ကားရကိုပိတ်ထိုးပြီးနှိုးနိုင်ခဲ့ပါတယ်ကားရနဲ့နောက်သူတို့ကအဲ့ battle မှာအစွမ်းကုန်တိုက်ခိုက်ခဲ့တာကြောင့်လှုပ်ရှားနိုင်ခြင်းမဲ့သွားခဲ့ပါတယ် ဒါတောင်မှနာအိုတိုကသူ့ရဲ့မေးစေးကိုအသုံးပြုပြီးဂါရာစီကိုရောက်အောင်တွားသွားခဲ့တာပါနာအိုတိုဘက်ကတွားသွားနေခြင်းဂါရာရဲ့ထီးချန်ဆန်တဲ့ခန်းစားချက်ကိုသူကခန်းစားဖူးခဲ့တာကြောင့်ဂါရာရဲ့တငယ်ချင်းကသူဖြစ်လာနိုင်ကြောင်းဖြောင်းပြခဲ့ပါတယ်ဂါရာတယောက်နာအိုထိုကြောင့်သူ့ရဲ့လူသားဆန်မှုကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးခန်းကရိုနဲ့ထေမာရီတို့ရောက်လာတဲ့အချိန်မှာတော့ပြန်လည်ဆုတ်ခွာလာခဲ့လိုက်ပါတယ်။အဲနောက်မှာတော့ကောင်းတဲ့စကားနဲ့ကောင်းတဲ့အလုပ်တွေကိုသာဂါရာတယောက်ကြိုးစားလုပ်ကိုင်ပြီးခါဆဲခါခဲဖြစ်လာတဲ့အချိန်မှာတငယ်ချင်းကြီးနာအိုထိုကိုကူညီနိုင်ဖို့သာအာရုံစိုက်ထားခဲ့ပါတယ်။ နမနစ်နေရာမှာကတော့ Sasuke ကိုဟောခဲ့တဲ့တရားတွေကရောက်ရှိနေခဲ့ပါတယ်။နောက်ထူက Sasuke ရွာကနေထွက်သွားတော့မဲ့အချိန်ကလေးကစတင်တရားချခဲ့တာမျိုးဖြစ်ပြီးအဆုံးသက်တောင်ချမှလည်းရအောင်လိုက်ပြီးတားဆီးခဲ့ပါတယ်။ Shippuden ကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာလည်း Sasuke ကိုထန်ချီတရားအပိုင်းမှာရအောင်တရားချခဲ့ပါတယ်။ Sasuke ဆိုတာနောက်ထူကိုပထမဆုံး kiss ခဲ့တဲ့တငယ်ချင်းတယောက်ဖြစ်ပြီးကျွတ်ဆက်ဆက်ဦးကြောင်ကြောင်အတွေ့အကြုံဖြစ်တာကြောင့်အရင်လဲရှိခဲ့ရပါတယ်။ဒါပေမဲ့နောက်ထူနဲ့ Sasuke တို့ကတယောက်ကိုတယောက်နားလည်နိုင်စွမ်းရှိခဲ့ကြပါတယ်။ SASKE ကလည်းမိဘမရှိတော့တလို့နောက်ထုကလည်းမိဘမရှိတော့တာကြောင့်ပါနောက်ထုနဲ့ SASKE တို့ကရွာမှာဆိုရင်နောက်ဆုံးလက်ချက်မျိုးနွယ်ဝင်တွေလည်းဖြစ်ပါတယ် Sasuke ကအီတာချီကိုလက်စားချေချင်တာကြောင့်နာအိုထိုနဲ့ဖြစ်တည်လာတဲ့တငယ်ချင်းဆက်ဆံရေးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။အီတာချီကိုလက်စားချေပြီးသွားတဲ့အခါမှာတော့ဖြည့်ရမန်တွေကိုနားလဲသွားခဲ့ပြီးခုနူဟာကိုဖျက်ဆီးဖို့ရွေးချယ်လာခဲ့ပါတယ်။ Kakashi နဲ့ Sakura တို့ကတော့ Sasuke ကိုလက်လျှော့ပြီးအဆုံးသတ်ဖို့ကြိုးစားတဲ့အချိန်မှာနာအိုထိုက Sasuke ကိုလုံးဝလက်မလျှော့ဘဲဆက်လက်တရားချနေခဲ့ပါတယ်။ ။လင်းချိန်မြောင်ရှင်တို့ပြည်စစ်ပွဲမှာတော့ Sasuke တယောက်ရှင်တို့ပြည် system ကိုဖျက်ဆီးပြီးစစ်မှန်တဲ့လူသားကဘာကြီးကိုတိစောက်ချင်ခဲ့ပါတယ်။ဒီလိုကောင်မျိုးကိုတော့နာဟုထုကလက်မလျှော့ပဲဆက်လက်တရားချနေခဲ့တာပါ။နာဟုထုက Sasuke ရဲ့အထီးချမ်းမှုတွေကိုကူစားပေးနိုင်ဖို့အတွက်အဆုံးသက်တောင်ကြားမှာဆက်လက်တိုက်ခိုက်ခဲ့ပြီးလက်တဖက်စီဆုံးရှုံးလိုက်ရတာတော့တရားဆက်လက်ချနေခဲ့ပါတယ်။နောက်ထုံးနဲ့ Sasuke တို့ကတကောတော်တိုက်ပွဲကိုသူမသားကိုမသားအခြေအနေနဲ့အဆုံးသတ်ခဲ့ကြပြီး Sasuke ကိုရှာအောင်နောက်ထုံးကပြောင်းလဲပေးနိုင်ခဲ့ပါတယ် ဒီ panel ကိုကြည့်မယ်ဆိုရင် Hashirama နဲ့ Matra တို့ရဲ့လက်သင်ကိတာတွေကလည်းပေါင်းစပ်နေခဲ့တယ်လို့ Naruto နဲ့ Sasuke တို့ရဲ့တွေးတွေကလည်းပေါင်းစပ်နေခဲ့ပါတယ်။ဒါကြောင့် Naruto နဲ့ Sasuke တို့ရဲ့လက်ထက်မှာတော့အမုန်းတန်တရားကိုအဆုံးသတ်နိုင်ခဲ့ကြပြီလို့အတိပ္ပယ်ရပါတယ်။နံပါတ်1နေရာမှာ Gaara ကို Kurama ကိုခြားခဲ့တဲ့တရားတစ်ပုဒ်ကရောက်ရှိနေခဲ့ပါတယ်။ Kurama ဆိုရာရက်ဆက်ကြမ်းကြုတ်ပြီးစိတ်မရှိတတ်တဲ့ Thebes တကောင်လည်းဖြစ်ပါတယ်။နေချာအရာလည်းတော်တော်ကောက်ကျစ်ဆင်းလဲတဲ့မျိုးကွဲတကောင်ဖြစ်ပါတယ်။ ခရမကိုထိချုပ်တာကတော့ဖြစ်နိုင်ပေမဲ့ဒီလိုတရဝမျိုးနဲ့တငယ်ချင်းဖြစ်ဖို့ကတော့လုံးဝလုံးဝမလွယ်ကူတယ်လို့ဘသူကားမှလည်းမလုံဆောင်နိုင်ခဲ့ပါဘူးခရမကနာအိုတိုရဲ့ခန္ဓာကိုယ်ထဲမှာအမြဲကင်းရောက်နေရတာကိုမကြိုက်တဲ့အတွက်နာအိုတိုကိုအယံမုန်တိခဲ့တာပါနာအိုတိုကတော့ခရမရဲ့အမုန်တရားတွေကိုအမြဲဖယ်ရှားနိုင်ဖို့ကြိုးစားခဲ့ပါတယ်နာအိုတိုရဲ့အရှိမခရမကိုထိချုပ်ခဲ့ကြတဲ့မာဂျရာမီထိုနဲ့ကုရှိနာတို့ကခရမသည်အယံအန္တရာယ်များတဲ့ဘီးရင်တကောင်ဖြစ်တာကြောင့်ထိချုပ်နိုင်ဖို့မလွယ်ကူဘူးလို့တကြီးတကြိုတည်းဆိုခဲ့ကြပါတယ် ခရမနဲ့နာဟုထုကအခြားဂျင်ဂျူရီကီတွေထက်စားရင်နာဟုထုမွေးကလေးကအတူတူရှိလာခဲ့တာကြောင့်ပုံမိုပြီးနားလည်နိုင်စွမ်းရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲလေချင်းမျိုးရှိလို့ပြစ်ပွဲအတွင်းမှာခူရာမာကနာအိုထိုအထွတ်ချာဂရာရီကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။နာအိုထိုဘက်ကလည်းခူရာမာကိုပိတ်လောင်ထားတဲ့လောင်းဝင်ကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ဒါကြောင့်နှစ်ယောက်သားတငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး KCMO version 2နဲ့ခူရာမာ avatar တွေကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။နာအိုထိုကလည်းခူရာမာကိုခူနူဟာရဲ့ယွာသားတယောက်အဖြစ်သတ်မှတ်ထားခဲ့ပါတယ်။ နောက်ထိုဘက်ကခူရာမားအပြင်အခြားသောထေဘီဆိုတဲ့အကုန်လုံးကိုတရားချနိုင်ခဲ့ပါတယ်။နောက်ထိုကတော့ခူရာမားကိုလက်နက်လို့သာအသုံးမပြုဘဲတငယ်ချင်းလို့သာဆက်ဆံမယ်ဆိုရင်လူတိုင်းကခူရာမားနဲ့တငယ်ချင်းဖြစ်နိုင်ကြောင်းပြောပြခဲ့ပါတယ်။ခူရာမားဘက်ကလည်းနောက်ထိုရဲ့စိတ်ထဲကနေအမြဲစောင့်ကြည့်နေကြတာကြောင့်ရောဟာဂူရိုမိုနဲ့တူတဲ့လူတယောက်ဖြစ်တာကြောင့်ပါအများကြီးယုံကြည်သွားခဲ့တာပါ။ကဲဒါတွေကတော့နောက်ထိုဟောခဲ့တဲ့တရားတွေဖြစ်ပြီးစကားနဲ့သာစစ်ထိုးခဲ့တဲ့ကျစုတွေလည်းဖြစ်ပါတယ်။